အခုတည်မြင်နေရတာကတော့ဝိစိဖြစ်ပါတယ်လူသားတွေဟာနှစ်တန်ပေါင်းများစွာဆင့်ကဲပြောင်းလဲလာခဲ့ပြီးမြေနောက်ဆုံးမှာတော့လူသားမျိုးဆက်အတွက်အရေးကြီးတဲ့ဒီအင်္ဂါကိုခန္ဓာကိုယ်အပြင်ဘက်မှာထုတ်ထားခဲ့ပါတယ်အယိုးမရှိချက်သားမရှိဈာကန်ကာကွယ်မှုလည်းမရှိဘဲအရေးပြားတစ်ထပ်တည်းနဲ့ရိမ့်ထိုးနေပါတယ်ဒါလေးထိလိုက်ရုံနဲ့အုံနောက်ကိုချက်ချင်းရက်တန့်သွားစေနိုင်တဲ့နာကျင်မှုကိုဖြစ်စေပါတယ်ဒါဟာဖန်ဆင်းရှင်ရဲ့ချွင်ရင်ချက်ပဲလား ယခင်ကလူသားကိုဖန်တီးတော့ကဖန်ဆင်းရှင်ကအိတ်များငိုက်နေခဲ့သလားလို့တန်တရားဝင်စရာရှိပါတယ်။ဒီလိုခန္ဓာကိုယ်အပြင်ဘက်မှာချိတ်ဆွဲထားတဲ့ဒီဇိုင်းမျိုးကပုံမှန်မဟုတ်ဘူးလို့ယူဆရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒဏ်ရာရသွားတာနဲ့မျိုးပွားချင်းဆိုင်ရာအဓိကလုပ်ငန်းကြီးကအဆုံးသက်သွားနိုင်လို့ပါဒါပေမဲ့နောက်ပိုင်းမှာသိလာရတာကဒီလိုခန္ဓာကိုယ်အပြင်ဘက်ကိုဆွဲထားရတဲ့ဒီဇိုင်းဟာအရန်ကိုလက်တွေ့ကျတဲ့အစီအစဉ်တစ်ခုဖြစ်တယ်ဆိုတာပါပဲ တောက်ပိုးတွေရဲ့အကောင်းဆုံးလုံးလုံးလိုက်တဲ့အပူချိန်ကခန္ဓာကိုယ်အပူချိန်ထက်2ဒီဂရီကနေ3ဒီဂရီလောက်ထိအေးပါတယ်34ဒီဂရီဆက်ဆီယက်ဝန်းကျင်မှာရှိပါတယ်အပူချိန်မြင့်တက်လာတာနဲ့အမျှတောက်ပိုးရဲ့တက်ကြွမှုကျဆင်းပြီးအရေအတွက်ပါရော့နေလာပါတယ်ဒါကြောင့်တောက်ပိုးတွေအတွက်အပူချိန်ထိန်းချုပ်ထားတဲ့အခန်းအေးတစ်ခုဖန်တီးပေးဖို့စင်ကဲပြောင်းလဲမှုတွေမှာဝေးစစ်ကိုခန္ဓာကိုယ်ပြင်ပကိုထုတ်ထားတာဖြစ်ပါတယ်ဒါကတော့ဝေးစစ်ရဲ့တိချနေရာချထားတဲ့အခန်းငယ်လေးဖြစ်ပါတယ် ဘဲဘက်နဲ့ညာဘက်တစ်ခုစီရှိပြီးတော့အလဲမှာဝေးစီအိတ်ချားနေရင်နဲ့ပိုင်းချထားတာကြောင့်မလို့တူတူနေနေပေမဲ့တယောက်နဲ့တယောက်တွေ့ရခဲ့ပါတယ်။အမျိုးသားအများစုမှာဘဲဘက်ဝေးစီဟာညာဘက်ထက်အနည်းငယ်နှိမ့်နေတတ်ပါတယ်။ဒါဟာလည်းနေရာလွဲအောင်ထားခြင်းဖြစ်ပြီးတော့အပူထုတ်လွတ်မှုထိရောက်စေရန်ရည်ရပါတယ်။ဒါအပြင်ဝေးစီအိတ်ရဲ့အရေးပြားဟာအမြဲတွန့်ကျင်နေတာကလည်းညနေပြင်းဧရိယာကိုတိုးစေပြီးအပူထုတ်လွတ်ဖို့အတွက်လွယ်ကူစေပါတယ်။အပူချိန်ကိုတိတိကျကျထိန်းချုပ်နိုင်ဖို့အတွက်ခန္ဓာကိုယ်က ဝေးစေရုတ်တဲ့ကျွတ်သားလို့ခေါ်တဲ့အထူးကျိုးတစ်ခုကိုတက်ဆင်ပေးထားပါတယ်။အပူချိန်မြင့်မလာတဲ့အခါဒီကျွတ်သားတွေကရော့ရဲပြီးဝေးစေကိုခန္ဓာကိုယ်နဲ့ဝေးရကိုပို့ပေးပြီးတော့အပူထုတ်ပေးပါတယ်။အပူချိန်နှိမ့်တဲ့အခါမှာတော့ဒီကျွတ်သားတွေကကျုံသွားပြီးဝေးစေကိုနှွေးထွေးစေဖို့အတွက်ခန္ဓာကိုယ်စီကိုဆွဲတင်ပေးပါတယ်။ဒါကြောင့်အမျိုးသားများအနေနဲ့အရန်တင်းကျပ်တဲ့ဝတ်စားတွေမဝတ်ဆင်သင့်ပါဘူး။ မတမတာဖြစ်ရုံသာမကဝေးစိစစ်သားတွေကအလုတ်ကိုလည်းနှောက်ရက်ပေးပြီးတော့ထုတ်လွှတ်မှုကိုဆိုးရွားစေနိုင်ပါတယ်ဝေးစိရဲ့အရေးပါပုံကိုအထူးပြောစရာမလိုတော့ပါဘူးဝေးစိဟာတုတ်ပိုးထုတ်လွှတ်တဲ့ဆက်ယုံတစ်ခုဖြစ်ပြီးအမျိုးသားတအူးကိုအမျိုးသားဖြစ်စေဖို့အတွက်အဓိကစွမ်းအင်အရင်းမြစ်လည်းဖြစ်ပါတယ်သူ့ရဲ့မျိုးပွားဟော်မုန်းထုတ်လွှတ်ခြင်းခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့လိမ်မိုင်းဆိုင်ရာလှုပ်ဆောင်ချက်အားလုံးကိုလည်းထိန်းချုပ်ပေးပါတယ်ဝေးစိမှာရုပ်ပိုင်းဆိုင်ရာကာကွယ်မှုမရှိပေမဲ့မော်ဆန်နဲ့ကာကွယ်မှုတော့ရှိပါတယ် သူ့ရဲ့အတွင်းပိုင်းမှာအာယုံကြောထိတ်ဖျားတွေအများဆုံးအပြည့်အစုံပါဝင်နေတာကြောင့်မို့လို့နာကျင်မှုကိုအလွန်အမင်းခံစားရပါတယ်။ပြင်ပကအားတစ်ခုခုနဲ့ထိမှန်တဲ့အခါမှာနာကျင်မှုကိုအုံနောက်စီကိုချက်ချင်းရောက်သွားပါတယ်။တစ်ချိန်တည်းမှာပဲအာယုံကြောတွေကပေါင်ချယ်တဲ့ဝမ်ပိုက်အောက်ကိုပါနာကျင်မှုဆက်ဆက်သွားစေပြီးခလူတကိုယ်လုံးခကုံသွားခြင်းချွေးအေးထွက်ခြင်းပြုတ်အံ့ခြင်းတွေဖြစ်ပေါ်လာစေပါတယ်။ဒါဟာဝိညာဉ်ပြုတ်ထွက်မတတ် နာကျင်ရခြင်းရဲ့ ဇီဝကမ္မဆိုင်ရာအကြောင်းရင်းပဲဖြစ်ပါတယ်ဒါကအမှန်တကယ်တော့ခန္ဓာကိုယ်ကစင့်ကဲပြောင်းလဲထားတဲ့ကာကွယ်ရေးရန်ညားတစ်ခုပါပြင်းထန်တဲ့နာကျင်မှုကလူကိုယ်ပုံမအကောင်းတဲ့အလိုလျောက်တုံ့ပြန်မှုတွေကိုပြုလုပ်ပေးပါတယ်။ဒါကြောင့်ဝိစိတ်ကိုအပြင်းမချိတ်ထားတာဟာအာနယ်ချက်တွေအများကြီးရှိနေပုံရပေမဲ့အမှန်တကယ်မှာတော့မျိုးဆက်တွေဆက်လက်တည်မြဲနိုင်ရေးအတွက်စင့်ကဲပြောင်းလဲခဲ့တဲ့ရှောင်လဲမရတဲ့ရေးချက်မှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ဝိဇိကလူသားမျိုးပွားရမှာအရန်ကိုရေးပါတဲ့အရာတခုဖြစ်ပါတယ်။သူ့ကိုအစနောက်တည်ဖြစ်စေမတော်တဆဖြစ်စေနာကျင်အောင်မလုပ်မိဖို့အရေးကြီးပါတယ်။ဝိဇိကိုကာကွယ်ခြင်းဟာလူသားမျိုးနွယ်စုကိုကာကွယ်ခြင်းနဲ့တူတူပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။